အင်အားပြင်းကလေးကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဆောက်လက်ဆအစိုးရယုံ ပြူကြမှုအတွင်မှာတည်ဆုံသွားတဲ့ Greening Data ခံမောက်လူစီယာနိုရဲ့ရုပ်အလောင်းကိုမေလ26ရက်နေ့မှာမိရှုတကြိုပြီးစီးခဲ့ပါတယ်။လူစီယာနိုရဲ့လုပ်ငန်းရှင်ကုမ္ပဏီကပြီးခဲ့တဲ့မေလ19ရက်နေ့ကတည်းကသူ့ရဲ့ရုပ်အလောင်းဓာတ်ပုံကိုရရှိခဲ့ပေမဲ့တပတ်ကြာမှသာကုမ္ပဏီကလူစီယာနိုရဲ့အကူဝန်းကွင်းနဲ့အဆက်အသွယ်ရခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုဘန်ကောက်မြို့မှာရှိတဲ့ လိတ်စေယုံရေခွဲယုံမှာတွားထုတ်ယူခဲ့ပြီးကြာတူးချက်နေမြေယုံစီပင်ယုံမက်ပေါ်တင်ယုံမှာတည်ဆုံးကြောင်းထောက်ခံစာ ထုတ်ခဲ့ရတယ်လို့လူစီယာနိုရဲ့အကိုဝမ်ကွဲကကန်ဒရာဝတီတိုင်းကိုပြောပါရယ်။ထိုင်းအနာပိုင်ဖက်ကတည်ဆုံးသူဟာဘဲတူဘဲဝါမန်တိအောင်ရုပ်အလောင်းကို မိသားစုဝေရဲ့ DNA နဲ့တိုက်ဆက်ပြီးအတည်ပြုပြီးမှသာ ရောချင်းငွေကိုပေးအပ်သွားမှာဖြစ်ပါရယ်။ ရော်ကျင်းငွေကိုလည်းနှစ်နာသူမိခင်ကိုယ်တိုင်လာရောက်ထုတ်ယူမှသာရမယ်လို့ဆိုပါရယ်။လက်ရှိမှာတော့နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့်လူစီယာနိုရဲ့မိသားစုဝေတွေဟာဘန်ကောက်ကို မလာနိုင်သေးသလို DNA တိုက်ဆိုင်ဆစ်ဆဲမှုကိုလည်းမလုပ်နိုင်သေးပါဘူး။လူစီယာနိုကတော့ဒီမော့ဆူမျိုးနဲ့ပါတော်သူခြေရွာကဒေသခံဖြစ်တယ်လို့သိရပါရယ်။